မင်္ဂလာပါရှင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းမြောက်ကဆုံးရှုံးလိုက်ရတဲ့နေမျိုးတွေပြန်လဲရရှိနေပေါင်းစည်ရေးမင်းအောင်လိုင်ရဲ့ဦးစားပေးလုပ်ငန်းစဉ်နဲ့ရည်မှန်းချက်ဖြစ်နေတယ်လို့ဆိုပါရယ်ဒေါက်ဆာစုကြည်ရဲ့အသက်86နှစ်ပြည့်မွေးနေ့ဇွန်လ19ရက်နေ့မှာနိုင်ငံလုံးအတိုင်းအတာနဲ့ပန်းတပိတ်ကိုဆင်နွှဲကြမဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမျိုးတွေပြန်လည်ပေါင်းစည်းရေးပြန်လည်ရရှိရေးမှာစစ်ကောင်းဆောင်တဲ့စစ်ကောင်စီရဲ့ဦးစားပေးလုပ်ငန်းစဉ်နဲ့ရီမန်းချက်ဖြစ်ရှိနေပြီးနိုင်ငံရေးရပဲဖြစ်ဖြစ်စစ်ရေးရပဲဖြစ်ဖြစ်နီးလန်းမျိုးစုံနဲ့ကြိုးပမ်းဖို့မင်းအောင်လှိုင်ကညွှန်ကြားထားတယ်လို့သိရှိရပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကနေမျိုးတွေဟာပြည်တော်စုရဲ့အစိတ်ပိုင်းတွေဖြစ်ကြပြီး ဘယ်နည်းနဲ့လဲမှကွက်ထွက်သွားရင်မရဘူးလို့မင်းအောင်လိုင်းကတက်တွင်းညွှန်ကြားထားတယ်လို့လည်းသိရှိရပါဗျ။အဲဒီဒေတာကနေမျိုးတွေဟာလက်ရှိပဋိပက္ခတွေကြောင့်ယာယီပြည်တော်စု အုပ်ချုပ်မှုကနေကင်းလွန်နေပေမဲ့လည်းပြည်တော်စုရဲ့အစိပ်ပိုင်းဖြစ်ပြီးအနာဂတ်မှာပြန်လည်ပေါင်းစည်းရမှာဖြစ်တယ်လို့ဒါမှမဟုတ်ပြည်တော်စုရဲ့အုပ်ချုပ်မှုအောက်မှာပြန်လည်ရောက်ရှိရမယ်လို့လည်းသဘောထားမျှချက်ပြုထားကြောင်းသိရှိရပါဗျ။စစ်ကောင်းဆောင်မင်းအောင်လာကစစ်တပ်နဲ့ကာကွယ်ဝင်ထမ်းရဲ့အစည်းအဝေးတွေမှာရှမ်းမြောင်ဒေတာကဆုံးရှုံးသွားတဲ့နေမျိုးတွေကိုပြန်လည်ပေါင်း င်းစည်းရေးလှုပ်ဆောင်ရမှာနိုင်ငံရေးရပဲဖြစ်ဖြစ်စည်းရေးရပဲဖြစ်ဖြစ်ဒါမှမဟုတ်အိန္ဒိချင်းနိုင်ငံရဲ့ကုညီမှုနယ်ပဲဖြစ်ဖြစ်နီလန်မျိုးစုံနဲ့ကြိုးပမ်းရမယ်လို့လမ်းညွှန်ထားတာကိုကြားသိရမှုတွေရှိနေတယ်လို့လည်းနေပြည်တော်စည်းရေးသတင်းပြကရန်ကုန်ခေတ်တည်တနာကိုပြောပြပါရယ်ရှမ်းမြောက်ဒေသမှာစစ်ကောင်စီကဟိုင်ဂင်သဘောတူညီချက်အဖြစ်အပြည့်အခက်ရဲစဲခဲ့ပေမဲ့လည်းပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့မှာလက်လက်ခရမ်းတွေအပါအဝင်စည်းရေးဖြစ်တင်းမှုတွေတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေရလို့လည်းသိရှိရပါရယ်ရှင် ကချင်ပြည်နယ်တရင်တပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စနီခူးရွာကအကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို KIA ကထပ်မံသိမ်းပိုက်လိုက်တယ်လို့ KIA စီးရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဇွန်လ17ရက်နေ့ညနေ6:00လောက်မှာ ဝိုင်းမော်မြို့နယ်စနီခူးရွာကအကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။စခန်းကိုသိမ်းပိုက်လိုက်တာကြောင့်စစ်သားနယ်ပြူစောထီတွေဟာစခန်းကိုစုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရှိရပါတယ်။အလားတူမန်စီမြို့နယ်မှာလည်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ KIA တို့၃ရက်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာဇွန်လ13ရက်နေ့မှာဖြစ်ပွားတဲ့တိုက်ပွဲတွင် KIA ကတင်ကားတစ်စီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့အကြမ်းဖက်တပ်သားတွေလည်းသေဆုံးမှုများပြားတယ်လို့သိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်လာရှိုးမြို့ဝင်လမ်းပိုင်းတွေကိုအကြမ်းဖက်စစ်တပ်ကမြေတူးဆက်တွေနဲ့လိုက်လံဖြစ်စေနေပြီးလာရှိုးမြို့တက်ခတ်ခံရမှာကိုစစ်တပ်ကကြောက်လန့်နေတယ်လို့ PSLF DNL သတင်းတင်ပြန်ကြားဌာနကပြောပြပါရယ်ဇွန်လ17ရက်နေ့မှာအကြမ်းဖက်စစ်တပ်ဟာလာရှိုးမြို့ဝင်လမ်းပိုင်း၃နေရာကိုမြေတူးဆက်တွေနဲ့လိုက်လံဖြစ်စေနေတာလည်းဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကဖြစ်စေခဲ့တဲ့လမ်းပိုင်း၃နေရာဟာ လားရှုံမိုင်းရော်ကိုသွားတဲ့ကောင်းဟုံရွာနတ်ဖရွာနဲ့မန္နာရွာတို့မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တစ်တုံညာနှစ်ခုဆစ်စင်အတွင်းဆစ်ရှုံးနေတဲ့အကြက်ဖက်စစ်တပ်ဟာတော်လန်တပ်ဖွဲ့တွေလားရှုံမြို့အတွင်းဝင်ရောက်တိုက်ခိုက်မှာကိုစိုးရင်ကြောက်လန့်ပြီးမြို့ဝင်လက်မတွေကိုဖျက်တောက်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လားလို့ဇွန်လ၁၂ရက်နေ့ကလည်းတီဘောမြို့နယ်ကွန်ဆန်လက်ရွာအထက်တီဘောနမတူလမ်းပိုင်းကိုမြေတူးဆက်တွေနဲ့ဖျက်ဆီးခဲ့ပါသေးတယ်။ အဲ့လိုအကြမ်းဖက်စစ်တပ်ကလမ်းတွေဖြတ်ကတော်လဲအင်အားစုတွေကိုဟန်တားဖို့ရွယ်ပေမဲ့လည်းရက်သားပြည်သူတွေသာထိခိုက်နစ်နာစေခဲ့ပြီးတောလာရေးခက်ခဲတာကုန်စီတည်ယူပို့ဆောင်ရေးတန်တာတွေနဲ့ကြုံတွေ့နေရကြောင်း PSLFDN နဲ့လေသတင်းနဲ့ပြန်ကြားရေးဌာနကပြောပါရရှင်။ စကမ်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်စကမ်းတိုင်းမုံရွာမြို့ပေါ်ကအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာသုံးခုကို PDF အထူးကွန်မန်ဒိုရဲဘော်တွေကဝင်ရောက်တိုက်ခတ်ခဲ့လို့မုံရွာခံအမှတ်၂၂တရင်မုံရွာနတ်ဆိုးကတာဝန်ရှိသူတို့ကပြပြပါရယ်ဇွန်လ၁၇ရက်နေ့မနေ့၄ :00 မိနစ်၄၀လောက်မှာမုံရွာမြို့ပေါ်ကအကြမ်းဖက်စစ်တပ်ကလုံခြုံရေးအထူးတင်းကျပ်ထားတဲ့စစ်ကြောရေးရှိတာမြို့တော်ခန့်မှာအမှတ်၁ရဲစခန်းနဲ့မုံရွာဆက်မှုဆောင်အမှတ်၂ရဲစခန်းတို့ကိုမုံရွာခံအမှတ်၂၂ တရင်မုံရွာနတ်ဆိုးရဲ့အထုကွန်မန်တိုရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အထုကွန်မန်တိုရဲဘော်တွေက40မမဘုံသီး6လုံးနဲ့ စစ်ကြောရေးရှိရာမြို့တော်ခမ်းမှာအမှတ်၁ရဲစခန်းနဲ့မုံရွာဆက်မှုဆောင်အမှတ်၄ရဲစခန်းတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမြို့တော်ခမ်းမှာရှိဘန်ကာအတွင်းကင်းဆောင်နေတဲ့ရဲတွေကိုလည်းလက်လက်ငယ်ရုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရှိရပါဗါတယ်။အဲဒီတခတ်မှုအတွင်းမှာအကြမ်းဖက်တပ်သားတွေရဲ့ထိခိုက်သေးဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲအထူးကွန်မန်ဒိုရဲဘော်တွေကအထိခိုက်မရှိစုခွာနိုင်ခဲ့လို့လည်းသိရပါဗါရှင်။ ပဲဂိုးတန်တဲ့တဘောကိုတန်ဆက်ပေးကြပါရယ်ပဂိုးတန်အုပ်ဖို့မြို့နယ်ဂမုံးစယ်အနီးမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား9ဦးသေသွားတယ်လို့တာရီခန် PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ဇွန်လ9ရက်နေ့မှာ ရိုးမာ GPK period တပ်ဖွဲ့ကတစ္ဆာဖောက်ကအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကိုကူးပြောင်းသွားတဲ့စလိုင်းဥဆောင်လမ်းပြမှုနဲ့အုပ်ဖို့မြို့နယ်ပိုင်းကမုန်းစယ်အနီးတာဝါရန်ကြီးရဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းကိုဇွန်လ12ရက်နေ့မနေ့9မိနစ်40လောက်မှာစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်သားတွေဝရုံးသုံးကားဖြစ်ကာအချိန်မှာလက်လက်ကြီးလက်လက်ငယ်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ သုံးနိုင်ကြောကြတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရှိရပါဗျ။အဲဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်သား9ဦးဟာသေသွားတာဖြစ်ပြီး6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းတာရီခန် PDF တပ်ဖွဲ့ကတာဝန်ရှိသူတူကပြပြပါရရှင်။ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီကမတရားဖမ်းဆီးထားတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်းဆန်းစုကြည်ရဲ့အသက်86နှစ်ပြည့်မွန်းနေ့ဇော်လ19ရက်နေ့မှာပန်းတပိတ်ကိုပါဝင်ဆွနေကြဖို့အတွက် တော်လဲအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်။မွေးနေ့ရှင်ဒေါအောင်ဆန်းစုကြည်နဲ့တကွာအာဓမဖန်စီခံထားတဲ့နိုင်ငံရေးအကျဉ်းသားသူရဲကောင်းများစွာရဲ့ဝိသေသလက္ခဏာကစစ်အာဏာရိုးတွေကိုငုံမခံဘဲတုံ့ပြန်ခဲ့ကြသလိုအာဏာရှင်စစ်စန့်ကျင်ရေးယုံကြည်ချက်အပေါ်မှာမရေမရမြဲမြံစွာ ဆွဲကင်ထားသလို ပန်းနဲ့အမြဲတွဲမြင်ရလေရှိတဲ့ဒေါန်ဆန်းစုကြည်ကိုတမနစ်နှင်းစီလို့ကဘာကဂုံပြုတ်ညှို့ဆိုလေရှိကြောင်းတော်လဲအင်အားစုတွေကဆိုထားပါဗါတယ်။အဲဒါကြောင့်မွေးနေ့ရှင်ဒေါန်ဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားအလုံးတော်လန်တိုက်ပွဲဝင်နေတဲ့လူလူတရက်လုံးကိုဂုံပြုတ်ညှို့ဆိုသောအပြင် လာမယ့်ဇွန်လ16ရက်နေ့မှာ တားတပိတ်လှုပ်ရှားမှုကြီးကိုပြည်လုံးကျိုဝေဝေဆာဆာဖော်ဆောင်ဆွေးနွေးကြဖို့အတွက် တော်လိုင်းအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်။ဗတ်တပိတ်မှာနှင်းစီနီတွေအပါအဝင်အစင်တဲ့ရပန်းတွေကိုပြည်သူလူထုကဖျားပန်းတင်တာပန်းစင်နာနဲ့မြေပြင်မှာလည်းပန်းတပိတ်လူထုလှုပ်ရှားမှုတွေလှုပ်ဆောင်ကြဖို့အတိပေးနှိုးဆော်ထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြမလူသမားရေတွက်ကြလှုပ်ရှားသူဒေါခိုင်စာအောင်ကိုဇွန်လ17ရက်နေ့ကနော်ဝေနိုင်ငံအော့စလိုမြို့မှာနိုင်ငံတကာလူသမားသမတ်ကအခွင့်ရေးဆုအော်တိုစပန်ဆောစုကိုချီးမြှင့်ခဲ့လို့သိရှိရပါတယ်။အဲဒီစုပွဲပွဲအခမ်းအနားမှာမြမနိုင်ငံလုံးဆိုင်ရာလူသမားသမတ်ကများအဖွဲ့ချုပ် CDUN ဘိုးအလုပ်မှုဆောင်ဖြစ်တဲ့ဆုရရှိသူဒေါခိုင်စာအောင်ကဆက်အနာသိမ့်ပြီးနောက်မြမရေလူသမားရေ ချိုးပေါက်ခံရမှုတွေစစ်ကောင်စီနဲ့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းတွေရပ်တန့်ပစ်ဖို့လက်ရှိမြန်မာစစ်အာဏာရှင် တော်လှန်ရေးအခြေအနေတွေကိုရှင်းလင်းပြောဆိုခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်စီကပြည်သူတွေကိုတပ်ဖြတ်နေတာကြောင့်ပြည်သူ၃တန်းကျော်ဟာထွက်ပြေးနေကြရပြီးအလို့သမားတမကအဖွဲ့ဝင်တွေအပါအဝင်ပြည်သူထောင်နဲ့ချီတေဆုံးခဲ့ရလို့လည်းပြောဆိုခဲ့ပါတယ်။ ဒါအပြင်နိုင်ငံတဝန်းလုံးက80ခိုင်လုံးမှာတိုက်ပွဲဖြစ်ပွားနေပြီးကျောင်းနဲ့ကျန်းမာရေးဆိုင်ရာအဆောက်အုံတွေအပါအဝင်အဆောက်အုံ16000ကျော်ထိခိုက်ပျက်စီးခဲ့ရတယ်လို့ပြည်သူ26969ဦးထက်မနည်းမှာလဲဖမ်းဆီးခံထားရတယ်လို့ Authors Passport Price ဆုရှင်ဒေါ်ခိုင်ဆောင်ကပြောပြပါရယ်ဒါကြောင့်ဥရောပတမကအနေနဲ့အလုသမားနဲ့အခြေခံလူခွင့်ရေးတွေကိုမလေးစားတဲ့စစ်ကောင်စီကုံသွေးရေးဆိုင်ရာ EBA ရဲ့အထောက်ပံ့တွေရက်ဆိုင်ဖို့လိုအပ်တယ်လို့လဲ Authors Passport ဆုရှင်ဒေါ်ခိုင်ဆောင်ကတိုက်တွန်းပြောဆို ထားပါရရှင်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။